အိန္ဒိယရဲ့လိုအပ်ချက်ကြောင့်ပြည်တွင်း export ပဲဈေးကွက်မှာမပဲဈေးနှုန်းဟာပြီးခဲ့တဲ့ရက်သတ္တပတ်ဈေးနှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင်တန်ကိုကျက်4000နီးပါးလောက်ဈေးပို့ရခဲ့ပါတယ်။ဥတိုက်စင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ပြည်တွင်း export ပဲဈေးကွက်ဖြစ်တဲ့ဗီယက်နမ်ကုန်စည်တိုင်းမှာယခုရက်ပိုင်းတွင်အိန္ဒိယရဲ့ပဲလိုအပ်ချက်နဲ့အတူပြည်တွင်းလက်ကျန်ကလည်းနည်းလာတဲ့အတွက်ပဲဈေးတွေကပြီးခဲ့တဲ့ရက်သတ္တပတ်နဲ့ရှင်ရင်ဈေးပို့ရလာပါတယ်။မပဲဆိုတဲ့ဂူရက်တွေမှာ15သိန်းလောက်ပြန်ဖြစ်လာတယ်။ ဈေးနှုန်းလည်းပြန်တက်လာတာပေါ့နော်ပဲစင်းကတော့ပြည်တွင်းလက်ကျန်နေတဲ့အခါကျ16သိန်းလောက်ပါပဲအယောင်ပါဖြစ်တယ်ဒါပေမဲ့ဟိုတိတ်ပြီးတော့ဟိုမဲမဲစားဖြစ်တာတော့မတွေ့ရဘူးမပဲကခုရက်မှာသူတို့အိန္ဒိယဘက်ကတန်တာဟိုပြန်ခေါ်တာတွေရောသူတို့ဘက်ကအဝယ်မှုပြန်ရှိတာတွေဆိုကြောင်ဒီ15သိန်းလောက်ပြီးပြန်တက်လာတယ်ပြီးခဲ့တဲ့အပတ်ဆို14သိန်း6သောင်းလောက်ပဲရှိပါတယ်ဒီပြင်လက်ရှိမှာဆိုရင်လည်းအိန္ဒိယမှာစိုက်ပျိုးထားရှိတဲ့ပဲစိုက်ကင်တွေကယခုလအကောင်မှာထွက်ရှိလာမှာဖြစ်ပေမဲ့ယာလီဥတုကြောင့်အိန္ဒိယရဲ့ပဲအထွက်က ရောကြနိုင်ဖို့ရှိတဲ့ကြောင်းသူကဆက်လက်ပြောပါတယ်။အခုလက်ရှိအထိကတော့အိန္ဒိယမီဒီယာတွေအားလုံးကတော့ပဲစိုက်ရကပူတဲ့အတွက်ကြောင့်သူတို့ပဲလိုအပ်ချက်ကိုဖြည့်နိုင်မယ်လို့ပြောပေမဲ့လည်းတကယ်တမ်းလေးလာကြည့်တဲ့အနေထားမှာဟိုအိန္ဒိယဘက်ကလည်းရာဒူးဒူးနည်းနည်းဖောက်ပြန်တယ်လို့ပဲကိုလို့သိတယ်။ဒီမပဲတို့ပဲဒီစိန်တို့အခုစက်တင်ဘာခရော့မှာအခုပေါ်ကနီးဆဲဆဲသူတို့ဒီစက်တင်ဘာလလယ်နောက်ပိုင်းဆိုပေါ်တော့မယ်။မပေါ်ခင်စက်ကြမှာတော့အခုလိုအပ်လို့သူတို့ဆက်ဝဲနေတာကိုမြင်ရပါတယ်။အဲ့တော့ဘာပဲပြောပြော အိန္ဒိယဘက်ကလည်းအခုအခုတို့ဒီပုံမှန်နိုင်ငံမြန်မာနိုင်ငံနဲ့ကပ်နေတဲ့နေရာတွေဖြစ်တဲ့အခါကျရာဒူးဒူးကတော့ဟိုအရန်ကောင်းလာမယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ပဲသုံးသပ်ပါတယ်။2016မှာပါပဲပြောပြောအခုတို့ဒီပုံမှန်ပြည်ကပဲထွက်ကောင်းခဲ့ရင်လည်းတောင်းလို့ပတ်သက်ရမယ်နိုင်ငံတော်လည်းဟိုဘယ်လိုပုံမလဲဒီနိုင်ငံသားဝင်ဝင်ကိုရလာမယ်။အဲ့တော့16မှာကဘာကြောင့်တို့ပြောလဲဆိုတော့ဒီအိန္ဒိယဘက်ကလိုအပ်ချက်ရှိတယ်ဆိုတာပေါ်လွင်တယ်ဒုတိယတစ်ချက်ကအခု2015မှာပဲလက်ကြံမရှိတဲ့အတွက်ကြောင့်2016မှာလည်းပဲစီကကောင်းအောင်မှာပါ ။အိန္ဒိယကသူ့နိုင်ငံရဲ့ပြည်တွင်းစားသောက်မှုအတွက်နှစ်စဉ်ပဲမျိုးစုံတန်တင်သုံးသန်းခန့်ကိုပြည်ပကနေတင်သွင်းမှုရှိတဲ့အနေနဲ့ကနေဒါနဲ့မြန်မာနိုင်ငံကအများဆုံးတင်သွင်းမှုရှိနေတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်ရင်းပေးပို့ထားတာပါ။